ရှင်။မောင်နှမမအီတူ channel လေးကနေ nutri စွာကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အညူကဆရာမောင်ကိုကိုအမရပူရာရေးသားထားတဲ့အစီလေးတစ်ပုဒ်ကိုပြန်လည်မျှဝေပေးသွားပါမယ်နော်။အစီလေးအားပြန်လည်ဖတ်ရှုမျှဝေခွင့်ပြုပါရန်ဆရာနင်းတကသဆိုင်သူများအားလုံးထံမှလေးစားစွာခွင့်တောင်းခံအပ်ပါတယ်ရှင်။နင်းစီပန်းကဖျားဖူးခြင်းနှင့်သူမသည် နှစ်ရှည်အကျဲချုံမှအပီးလွမြောက်ပြီးနောက်ပထမဆုံးအတိအချသွားခဲ့သောမြို့မှာပကံရှိဟောင်းမြို့တော်ဖြစ်သည်ထောင်ပေါင်းများစွာသော ရှင်ဟောင်းစီဒီပထိုးများနှင့်ဖွဲ့စည်းထားသောရှင်ဟောင်းပကံမျိုးတော်ကို သူမရွေးချယ်ခဲ့သည်။ဤမြများပြားလာသောဖျားပထိုးများကိုအဘယ်ကြောင့်တိဆောက်ခဲ့ပါသနည်း အာသာရေးယုံကြည်မှုပေလောရှိခိမြမဘရင်များသည်ချမ်းသာကြွယ်ဝခြင်းကိုသူတို့တိဆောက်သောဇေဒီပထိုးဖြင့်ဖော်ပြခြင်းပေလောဘရင်တဦးဤဂုံသိခါသည်သူတိဆောက်ခဲ့သောဇေဒီဤကြီးကျယ်ခမ်းနားမှုနှင့်ပတ်သက်နေပါသလောသူမသည် အမျိုးမျိုးတွေ့တော်မူဤဘသူပင်ဖြစ်ပါစေ ပကံစီဒီပထိုးများဖြင့်ကျွယ်ဝလေးနက်မှုအစစ်အမှန်ရှိနေသောရှင်ဟောင်းပကံမျိုးတော်ကိုသူမကစိတ်ဝင်စားပါ၏။သူမရဲ့တိုင်းငယ်ကင်းမြေသူမဤခွေးကလေးတိုင်ချီတူရဲ့ပကံတို့သွားကြမည်။လွန်မြောက်လာခဲ့ပြီးနောက်တခုသောမုတ်တုံရသည် ထို့နောက်သူမဤအဖွဲသားအချို့ပါဝင်မည်။ လွမြောက်ခဲ့ပြီးတော့လွလွလပ်လပ်ပျော်ပျော်ပါးပါးခီးထွက်ခဲ့သည်ပကံဟိုတယ် River View မှာကိုစိတ်သက်သာဖြေလျှော့ခဲ့၏ညနေခင်းအားနည်းပြီဆိုတာနဲ့နေမင်းကနှိမ့်စင်လာ၏မျက်စိရှိကအေယာဝီမြင့်တဲ့အထိအနီယောင်နေဝန်းကငုံရှိုးသွားတော်မူလောမြင်းမင်းအေယာဝရီဤအနောက်ဘက်မှာတောင်တန်းကြီးတည်ရှိသည်ဟင်းသာပြရာရောင်လိမ်မော်ရောင်နီနီရွှေရွှေဝဝရွှေ ကောင်းကင်မှာလင်းကျန်ထားလိုက်ပြီပန်းဆက်ကူမှန်ပြောင်းကိုကြည်ရတကယ်တို့ပင်ပြောင်းလဲနေသောအရောင်များသည်မော်ဆန်ပြီးခန်းနာဆန်းကျဲလွန်လာပါတကားဟိုနေ့ကမူပြီးကလေးတစ်ပြိုင်နှစ်ပြိုင်ပကံမှာရွာဖြိုးခဲ့ဤထို့ကြောင့်စိတ်များခဲ့သည်ကိုယ်ရေစိတ်ထဲမှာလဲအေးမြနေဤကြည်နဲ့ရသည်ကြည်နူးရသည် စိတ်နှလုံးသားနဲ့သွေးသားကတည်နူးလန်းဆန်းနေရသည့်အချိန်ဗကန်နေဝင်ချိန်ရှုခင်ကိုဘန်ဂလိုလေး၏ဝရန်တာကအကြည့်နေရသည်မှာပတိကတစ်ချက်ကဲ့သို့လှပလွန်နေ၏မိဤတစ်ဖက်ကံတွင်မယန်းစီရောင်များမဲနေပြားရောင်များသည့်ရောထရီလည်းတောင်တန်းဤအနောက်သို့ဝင်သွားဝင်သွားလျက်ကပင်ဝင်းလစ်စလစ်အလှကို ဖော်ပြနေ၏။မြည်စည်းတံကိုတူမကြားနေရသည် တကယ်နာကကြားချင်းပြီလို့စိတ်နှလုံးသားနာကကြားချင်းပြီလို့သူမဝီခွဲမရဖြစ်နေမိ၏မြေအထက်ကတောင်တန်းဤအနောက်ကနေဝင်ချိန်ရှုခင်ကို သူမကြည့်ရှုပြီးသောအခါမြို့တော်ကိုငြိမော်မိသည်ဇီရီတို့ဤထိတ်ဖြားများသည် မိုးကောင်းကင်စီတို့သာမျောမန်းဥတီနေကြ၏မြင့်မြတ်မှုကိုသာရွယ်လိုဟန်ရှိသည်ပကံသည် မိုးတို့မျောမန်းပါတယ်လို့ အမောင်နုနုကလေးများသည်ပကံမျိုးဟောင်းပေါ်သို့ပြိုစင်းစပြူလာ၏ပကံမျိုးဟောင်းသည်အတဲ့ဤပိုင်ဆိုင်ထားခြင်းလည်းမရှိပြစ္ဆုတ်ပံထဲမှလည်းမရှိ အချိန်ကာလတစ်ခုခုမှကင်းလွတ်နေသောလောကတစ်ခုကဲ့သို့သူမှခံစားရ၏ဇေဒီပထိုးတော်တော်များများကလည်းပြိုလဲပျက်စီးနေသည်မိတိအရာသည်မြဲမြံပါသည်နိမာယာအိမ်မက်များပြိုကွဲပျက်စီးနေသည့်သဘော ကွယ်ပြောက်သွားပြီဖြစ်သောခန္ဓာကြည်ကျယ်မှုဆုံးရှုံးသွားပြီဖြစ်သောပကံခိယင်ကြီးမှုထိုအရာများကိုယနေ့ပကံတွင်စုပ်ကံ၍မရနိုင်ပါလားဟု သူမတွေးမိသည်ထိုအချိန်ကသူမသည်ဤအိမ်အကျယ်ချုပ်ကာလများကို ပြန်လဲတွေးတော်မနေပဲလွတ်လပ်ခြင်းဤအရာတာကိုသာမျက်ရည်ရွှဲ၍ခံစားမိသော ကာလဖြစ်သည် ူမသည်အတိတ်ကမောင်မိုင်းမှုကိုတွေးလို့မရှိ အလင်းကိုသာရင်ဆိုင်တတ်သူဖြစ်၏သို့သော သူမသည် မနူဟာစီရီကို တခုတ်တရဖူဖြစ်၏မွန်ပရင်မနူဟာတီခဲ့သောမနူဟာစီရီတော်ဘဝအဆက်ဆက်ရန်သူဤလက်အောက်မှာအချင်းချခံရသူမဖြစ်ရပါလို့ဤဟုဆုတောင်းခဲ့သောမွန်ပရင်မနူဟာ မနူဟာစီဒီကိုတိဆောက်စဉ်ကာလမှာထိုမွန်ပင်ဤစိတ်ထက်သည် လွတ်လပ်မှုကိုအပြင်းအထန်တောင်းတမုတ်သိမ့်နေခြင်းဖြစ်မည်။ထိုင်းမိုင်းလီးလံမှုထဲကလွတ်လပ်နိုးချသောအလင်းကို မျောလင့်မှုအာယုန်ခံဂူပိမှန်အတွင်းထဲမှာဗုဒ္ဓဤရုပ်ဝါတော်ကြီးများကြက်ပိတ်နေသည်ကျောက်ွားတော်ထဲမှာအင်းအားများသည်ရုံးကန်တော်လန်နေ၏ပိတ်ဆို့ထားသောနံရံများကလည်းထူထဲလွန်းလာပါ၏ စိတ်ဝိညာဉ်အားသည်နယံကို ပြိုကျနိုင်လေသလောဖူးမြော်ရသူကိုယ်တိုင်ပိတ်လောင်မွန်းချက်လာပါ၏ဝိညာဉ်သည်ရုံးကန်လျက်ရှင်တန်အောင်အသက်ရှူနေရသည်နိုင်ငံရေးကြောင့်အချင်းချနေရသူအလုံးလွမြောက်ပါစေခုထိုမနူဟာဖရာဤရှိမောက်မှာသူမဆူတောင်းမိသည် သူမဤစိတ်ထဲအသေးနှလုံးထဲကစုတောင်းတန်ကိုမြမဘရင်ဒီလဲကြားကောင်းကြားနိုင်သည်မွန်ဘရင်ကလည်းအစင်နာဆွင့်နေပါလိမ့်မည်သူမဤစုတောင်းစကားကိုကြားရပါလိမ့်မည်နိုင်ငံရေးအကျဉ်းချသူအလုံးလွတ်မြောက်ဖို့ပဲဖြစ်တယ်၂၀၁၁မုတ်တုံဦးရာတီကသူမဤအတန်ဖြစ်သည် 2019တွင်အပြာရောင်ကမ်ပိန်းဖြင့်နိုင်ငံရေးအကျဉ်းချသူများအားလုံးလွတ်မြောက်ရန်စုတောင်းသူများမှနိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ပါသည်2017မုတ်တုံရသည်သူမဤပကံခရီးစဉ်ထဲတွင်သူမဤစိတ်ကိုကျွန်တော်ချင်းကပ်ခဲ့ပါ၏သူမပထမအကြိမ်လွတ်မြောက်ခဲ့စဉ်ကတာမညာတောင်သို့သွားခဲ့သည်တာမညာဆရာတော်ကိုသူမသည်ကြီးညိုစွာဦးခိုက်ပူဇော်ခဲ့၏ တာမညာဆရာတော်ဤမိစားဒူဝပြုမှုလှူရှားမှုများထိုနေရာဝင်းကျင်မှပြည်သူတို့ဤတုံ့ပြန်မှုများကိုညံကောင်းတော်သူမသည်လေ့လာခဲ့ဤတာမညာဆရာတော်ကဩဝါဒများလမ်းညွှန်မှုများ မိမာမှုများမပြုခဲ့ပါသို့တော်သူမသည်တာမညာဆရာတော်ထံမှ ရရှိခဲ့ဤ ိမိတို့လုပ်ငန်းမှာလူတွေကထက်သန်တက်ကြွစွာပါဝင်လှုပ်ရှားလာရန်အတွက်လူတွေကိုမေတ္တာစေတနာထားရမည်မေတ္တာစေတနာဖြင့်ကိုယ့်ဘက်ကလှုပ်ဆောင်ပေးရမည်ထို့အခါလူတွေကလည်းမိမိတို့လုပ်ငန်းစဉ်ထဲမှာစိတ်ရောကိုယ်ပါတက်ကြွစွာပါဝင်လှုပ်ရှားလာနိုင်မည်လူတွေကို အတင်းအကျပ်ဖိနှိပ်ပြီးအာနာသုံးနေမအောင်မြင်နိုင်ပါ ထိုအသည့်ကို သူမသည်တာမညာမှ အကြအနရရှိခဲ့ပါသည်2017တကံခရီးမှသူမသည် မနူဟာဖျားကိုဖူးမြင်ခဲ့ကမွန်ဘရင်မနူဟာဤထိုခေတ်ကာလကဝေဒနာကိုစာနာထောက်ထားခဲ့၏တို့တော့သူမဤဥညင်ထဲကစံပြမင်းတပါသည်ပကံမှာရှိဤအနောယထာမဟုတ်ခဲ့ပါ ဗကံပြီးကိုစိုးဆန့်ခဲ့ကြတဲ့မိအေဂရစ်စရင်ကရှီလျားလာတယ်ဆိုပေမဲ့ကျမစိတ်ကူးစိတ်တန်းကိုဖန်ဆားနိုင်တာတဦးပဲရှိခဲ့ပါတယ်။သူမကပြောသည်အဲ့ဒါကတော့ကြံစစ်သားမင်းပါပဲ။သူမကဆက်ပြောသည် သူမသည်စိဆက်တေချသူတူဖြစ်သည်လိလာမှုအကောင်းသူတူဖြစ်သည် ခွဲချမ်းစိတ်ဖြာကစင်ချင်းသုံးတတ်တတ်သူတူလည်းဖြစ်သည်ရွေးချယ်တတ်သူတူလည်းဖြစ်သည် သူမသည်ပကံတို့မသွားမီကတည်းကပင်ပကံနှင့်ပတ်သက်သောစာအုပ်များကိုဖတ်ရှုထားခဲ့ပြီးဖြစ်ပါသည်ပကံကို တော်ရန်မယ်ဖွဲ့စိတ်ကူးရင်နှင့်ထင်ရဆိုင်ကတမိုင်းခဲကြသူများ၏စာအုပ်များကို သူမသည်မရွေးချယ်ခဲ့ပါပညာရှင်တွေရဲ့တွေးရှိချက်တွေအရတော့အနော်ယထာမင်းနဲ့ဂျန်စစ်သားဟာသွေးမတော်ဆက်ပါဘူး။သူမကပြောသည် ဂျန်စစ်သားကတာမန်ရိုးရိုးထဲကပဲဖြစ်နိုင်ပေမဲ့သူကတာမန်မဟုတ်တဲ့အရင်အချင်းတွေပိုင်ပါတယ်။သူမကသုံးသက်သည်။ဒီနိုင်ငံကိုတည်တက်ခိုင်ခန့်အောင်ဆောင်ရွက်သူက ထိလိုက်မင်းကွင်းစာကွင်းပိတ်1084-1133ဖြစ်ပါတယ်။အခုခေတ်ရေးတဲ့ရာဇဝင်ကျမ်းတွေမှာဒီမင်းကိုဂျန်စစ်သားမင်းလို့ရေးပါတယ်။ဟုဒေါက်တာတန်းထွန်းကရေးသားဖော်ပြထား၏ ထီးလိုင်မင်းကိုထီးလိုင်မင်းဟုရေးခဲ၏စန်စစ်သားမင်းသည်မြို့နယ်ကြီးတစ်ခုကို ကြီးကြပ်အုပ်ချုပ်သူဘဝမှမင်းဖြစ်လာသူဟုသမိုင်းပညာရှင်ကခန့်မှန်း၏အနော်ရထာရဲ့သားဖြစ်တယ်ဆိုတဲ့အများပြောစကားမှန်ခြင်းမှမှန်မဲဒေါက်တာတန်းထွန်းကသုံးသပ်ခဲ့၏ထီလိုင်မင်းခေါ်တန်စစ်ပါမင်းသည် တိုင်းပြည်ကိုတည်တံ့ခိုင်ခန့်အောင်ဆောင်ရွက်တော်မင်းဖြစ်သည် ပြည်သူလူထု၏လူမှုဒုက္ခကြောင့်ကြားစင်ခဲ့ရသောမျက်ရည်ကိုလက်ဝဲလက်ဖြင့်တုပ်ပြီးကလက်ရလက်ဖြင့်ပြည်သူလူထုအားဆံရည်စပါးပီးကံထောက်ပံ့သောမင်းဖြစ်သည်ထိုနောက်ပျက်စီးရွတွင်ကွယ်ပြောက်တိတ်မြုပ်သွားသောမြက်သောပိရကတ်သုံးပုံကိုစူးဆောင်တင်စီတန်ရှင်စင်ကြယ်အောင်ပြုလုပ်တော်မူ၏ဟုမွန်ကျောက်စာတွင်ကျန်စစ်သားမင်း၏လုံရက်ကိုဖော်ပြဖူး၏ 我母亲今年长达岁华，我母亲阿路啊，出没许多，来没许多，同样是表没许多阿爷奶奶，阿、啊、多得钱、啊，阿全面的，结果面面算，谢谢伊。伊也经过肚皮了，今年呢，路达话阿爸阿伊，阿就是话阿龙啊，马哈那边来水妻耶，好多阿咪个别到木意。 ထိလိုက်မင်းခေါ်တန်စစ်တာမင်းသည်တိုင်းပြည်ကိုတည်ဆောက်သူဖြစ်သည်နိုင်ငံတော်ကိုခိုင်မာအောင်တည်ဆောက်နိုင်သူဖြစ်သည်ပြည်ပရန်သူအပေါင်းကိုတိုက်ခိုက်နိုင်သူဖြစ်သည်ပြည်သူလူထုကိုစံရည်စပားဖြင့်ပေါ်ကြွယ်ဝါအောင်ဖြစ်တင်ပေးနိုင်သူဖြစ်သည်ပြည်သူလူထု address လေယာဉ်များရေကန်များတိဆောက်ပွားများခဲ့သူဖြစ်သည် ီတူလူလူဤစာဝတ်နေရေလူမှုရေပြည့်တင်ဖောင်းကားအောင်ဆောင်ရွက်နိုင်သောမင်းဖြစ်သည်ပြည်သူလူထု၀ါပြောသည်နှင့်အမျှဘဝလုံးချုံမှုရှိအောင်တရားဥပဒေစိုးမိုးရေးကို အားကောင်းစေခဲ့သူဖြစ်သည်။သူမသည်ကျန်စစ်သားမင်း၏အထက်ပါအည်အသွေးများကိုအားကျလျက်ပကံတို့ရောက်သည့်အခိုက်မှာအထက်ပါကျန်စစ်သားမင်းတီထားကိုးကွယ်ခဲ့သောဖယားများကိုရွေးချယ်ဖူခဲ့၏။ ကျမစိတ်ကူးစိတ်တန်းကိုဖန်ဆားနိုင်တာတူပဲရှိခဲ့ပါဗါးအဲ့ဒါကတော့ကျန်စစ်သားမင်းမှာပဲဟုတ်သူမကအစာဖြင့်မတန်းတင်ခဲ့ဤသူမသည်2017ကပင်ပကံတို့တွားရောက်ခဲ့ပြီးအင်အားများယူခဲ့သည်ဟုကျွန်တော်ယုံကြည်သည်ကျန်စစ်သားမင်းဤခွန်အားများကို သူမဤသွေးသားထဲ၌လက်ပတ်စီစင်းစေခဲ့ပြီး ူမသည်တိုင်းပြည်ကိုတည်တံ့အခိုင်အခံအောင် ပြုလုပ်ရန် စိတ်ထအပြစ်တတိအပြစ်ယူသားမှုအပြစ်ရှိခဲ့သည်ခွန်အားရှိသောစိတ်ကိုဥစွာမွေးမြူတည်ဆောက်ခဲ့၏ ြည်သူလူထု၏စာဝတ်နေရေး၊ရောင်းဝယ်ရေး၊ကုန်သွယ်ရေး၊ထုတ်လုပ်ရေး၊ပြည်စုံကြွယ်ဝအောင်ထို့နောက်ပြည်သူ့ဘဝလုံခြုံအောင်တရားဥပဒေစိုးမိုးမှုအကောင်းအောင်ဒုမဆောင်ရွက်မည်။ဒုမအုပ်ချုပ်မည်ဟုတန်တိတ်ထန်ချမှတ်ခဲ့ပြီးဖြစ်ပါသည်။ မင်းစီပန်းကဖျားဖူးခြင်းသည်တိုင်းပြည်အတွက်ဖြစ်ပါသည်ပြည်သူလူထုအတွက်ဖြစ်ပါသည်ခွန်အားရှိသောနိုင်ငံကို တည်ဆောက်ရန်ခွန်အားပြည့်သောစိတ်ကိုတည်ဆောက်ခဲ့ပါ၏မောင်ကိုကို အမရပူရာ7 day daily 2019မေ6ဟုတ်ကဲ့ပါရှင်ဆရာမောင်ကိုကိုအမရပူရာရေးသားထားတဲ့နင်းစီပန်းကဖျားဖူးခြင်းနှစ်ဆိုတဲ့ SC လီကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါပြီရှင်။ဟောအညူပြောစင်ရလေးရှိလို့အညူကလေဒီနင်းစီပန်ကဖျားပူးခြင်းနှစ်ဆိုတဲ့ SC ကိုဖတ်မယ်လို့လို့တော့ဒီနင်းစီပန်ကဖျားပူးခြင်းတစ်ဆိုတာကိုရှာကြည့်လိုက်သေးတယ်ပေါ့နော်။အညူမတွေ့လို့မို့နှစ်ကိုပဲဖတ်လိုက်တာပါ။ อืมအညို့အထင်တော့တင်းနေနှစ်ကလည်းဟိုလိုပိုင်းဆက်တွေလိုမျိုးဆက်ဆက်နေတာမျိုးတော့ဟုတ်ပုံမရပါဘူးဒီကတခြားဒီတာတစ်ခုခုဒါမှတခြားဖျားတဆူဆူကိုတွားဖူးတဲ့အကြောင်းရေးထားတာမျိုးဖြစ်မယ်ထင်ပါတယ်เนาะအာ လီကာရီစိတ်ဝင်စားလို့ဖက်ချင်ကြတယ်ဆိုရင်တော့ဆရာမောင်ကူကအမရပူရာရေးသားထားတဲ့နင်းစီပန်းကဖျားပူခြင်းစုအကြောင်းတီးတန့်အပ်စီများဆိုတဲ့စာအုပ်လေးကိုတော့အညူဝါရှာတွေ့တယ်အညူမှာလက်ရှိရှိရတော့မဟုတ်ဘူးပေါ့နော်ညူနောက်တစ်ချိန်မှန်းဝယ်လို့ရခဲ့လို့ရှင်တော့နင်းစီပန်းကဖျားပူခြင်းတစ်ကိုအညူပြန်ဖတ်ပြပေးမယ်နော်အခုကကျတော့အညိုကကဗျာဆရာအစီတရားဆိုတဲ့အစီပေါင်းချုပ်စာအုပ်ထဲကနေမှဖပြလိုက်တာမို့လို့လीနော် နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။အန်ဒီစုနဲ့တကွနိုင်ငံရေးအကျဉ်းသားအများအလုံးလွန်မြောက်ဖို့အတွက်အညိုတို့တွေနိုင်ရာတာဝန်တွေကိုဆက်ပြီးတော့ထမ်းဆောင်သွားကြမယ်နော်။အားလုံးလည်းဘေးကင်းကြမှာပြီးတော့စိတ်ပင်ပန်းမှုများကင်းဝေးသောနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေရှင်။အားလုံးပဲမင်္ဂလာပါရှင်။ကျွန်내မမ YouTube Channel လေးကနေ Nutrisa ကြိုဆိုလိုက်ပါတယ်။ ။ဒီနေ့မှာတော့ညိုကဆရာငိမ့်တဲ့ရေးသားထားတဲ့အစီလီတစ်ပုဒ်ကိုပြန်လည်မျှဝေပြီးသွားပါမယ်နော်။အစီလီကိုပြန်လည်ဖတ်ရှုမျှဝေခွင့်ပြုပါရန်ဆရာနင်းတက်ကသက်ဆိုင်သူများအားလုံးထံမှလေးစားစွာခွင့်တောင်းခံအပ်ပါတယ်ရှင်။ပုံနှိပ်ကြေးရုံများအခန်း၁အမေမွေးနေ့ညီလာပြီကျွန်တော်တို့စိတ်များရုံးခါလှုပ်ရှားနေကြသည် အမှန်ကိုဝန်ခံရရင်တစ်နှစ်တွင်နှစ်ကြိမ်မြအိမ်ပြန်ခြင်းစိတ်များဖြစ်ပေါ်မိသည်ပထမအကြိမ်ကဗရောက်ကိုလှအောင်ဖွဲတတ်သူဆရာမျိုးမငိမ့်ဤတချင်းတန်များချုံမြဝေစီနေသည့်တချံကာလဖြစ်သည်အောအောငယ်ဤတနှင့်တမောကြီးတွန်ကျူးတတ်သော အိမ်လွမ်းဘွဲကမခံစားချက်မျှထဲ့မထားခြင်းသော ကျွန်တော်တို့ရင်ကိုညွညွညူညူရှိလွန်လာသည်အိုးဘနနွေရှိခဲ့ပြီလဲနွေရဲ့ ညာဦးရောက်သည်နှင့်အဆောင်လေးအဖော်များကိုသူ့အခန်းကိုအခန်းမှအော်ခေါ်အော်ပြောကြသည်မန္တလေးသားဖြစ်သောကျွန်တော်ကမန္တလေးတကြံကိုလိုက်လဲဖို့ဖိတ်ခေါ်သည် ရှိကမန္တလေးတကြံခေတ်ကို ဖွဲ့နှဲပြသည်ပြီးတော့မြူမောင်ဝေကင်းမန်းတောင်ရိတ်ကိုတင်းကျန်လီညင်းလူလင်းတူပို့စားသောတခြင်းများကိုတူတလဲကိုတလဲဆို၍ကိုနှင်းသာဆိုင်သောတကြံကို ကိုပါတာကိုကြိုခဲကြသည် အခန်းအနားကိုမန်းဟန်မန်းတတန်နဲ့အစီစဉ်ကြကြဖွင့်လှစ်ပေးသူက ကျွန်တော်ပင်ဖြစ်သည်ကျွန်တော်တို့အခန်းရှိရှိတောက်ရီအိုးတွေပေါ်အခန်းတကားဘောင်တွေပေါ်မှာတော့တင်းကြံကိုကြိုထားသောအတာအိုးများကို တွေ့မြင်နိုင်သည်တင်းကြံယူဖြစ်သည့်အတိုင်းတင်းကြံအကျိုးနည်းဆိုရင်အာယုံမအူးခင်ကတည်းကကျွန်တော်ကနိုးနေကြဖြစ်သည် ချိုးရီခွက်နှင့်တောက်ရီခွက်တွင်ရေဖြည့်ထားပြီးဖြစ်သည်အခန်းတကားဖွင့်သည်နှင့်အနစ်ခနဲထွက်ပြီးအခြားသူများ၏အခန်းပေါက်များမှတခန်းပြီးတခန်းရေလန်းပတ်တော်သည်အားလုံးဤပါ အငိုင်းမိသွားကြပြီးအလန့်တကြားအော်သူ အော်ကြဆဲသူဆဲကြနှင့်ပျော်စရာကြီးပါပေခဏနေတော့အိုးခက်စောစောကလေးကစိတ်ဆိုးတော်စိတ်တောက်တော်မူနေကြသူများကလည်း တချံဤဆိုရာအန်ကျကင်းနဲ့ပတ်စံခင်ရဲ့မြို့မမြို့မဂျူမဲပြောမဲဟုဆိုတာအပြန်အလှန်ရေပတ်ကြအတွဲကားကြသည်ပြီးတချံထမင်းလက်ဆောင်စားကြသည်ငင်းချင်းဤညစာအကျိုဟုဆိုနိုင်လိမ့်မည်ကျွန်တော်တို့ထက်ခါထက်ခါအဆူဖြစ်ဆုံးတခြင်းကအေဝမ်းဆရာညာဤဤတော်ဝင်တခြင်းဖြစ်သည် 世间道有味，世上事不容易。有马一定多，一定难呀。四季变化，难得力度，变换着迷人的小春。你所言颜色，白多得见皮底。看若有钱，你路难行，朝朝慢慢难如意。一旦说起没水，可加快路泥。有马难渡的关。 လိုက်ပါနိုင်စေအောင်စီယွန်းတန်းကြပြီးချင်းပြီးတော်ဝင်မယ်လေဤသို့တကြံတချင်းများတပုတ်ပြီးတပုတ်တီဆို၍အရှိန်ကောင်းနေစဉ်ခရှုရှုတယောက်က နောက်နေ့ခါလဲစီလိုကျိုးွယ်မောင်ကြီးလာပါမယ်လာပါမယ်ဟုဖောက်လိုက်ရတချို့ကကြပြာကြရအဆူရက်လိုက်ပြီးဟေးတို့မပါဘူးတို့မပါဘူးမင်းတို့ဘာသာမင်းတို့နေရေးကြပျော်ရေးကြတော့တဲ့ဟုတ်တယ်အားလုံးပြင်ကျင်ကြပြီလေဘသူကကိုမျိုးကိုရွာနဲ့ကြကြခွေးနေကြပါမလဲဟူလွမ်းနယ်မန္တလေးရဲ့အခန်းနဲ့ နောက်တစ်ကြိမ်အိမ်ပြန်ခြင်းစိတ်ဖြစ်မိတာကနိုဝင်ဘာ29ရက်အမေလူတုဒေါ်အမာရဲ့မွေးနေ့ပါနိုဝင်ဘာလတဲ့ရောက်ပြီဆိုကြတဲ့ကအမေပွဲရောက်ခြင်းစိတ်ကတဖွာဖွာဖြစ်နေမိ၏စင်စစ်တော့အမေကိုယ်တိုင်ကသူ့မွေးနေ့ပွဲကို ထထဲဝါဝါလှုပ်လို့ဒီမဟုတ်တပည့်သားမင်းများကသာတည့်ရက်တင့်တယ်သောမွေးနေ့ပွဲလေးဖြစ်အောင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဒီအထဲကတချို့စားတော့ တောက်စားတတ်သောဆိုင်ရင်းဆရာကြီးငယ်တို့ကအမေမွေးနေ့ပွဲခရီးသွားအတွေ့အကြုံများကို ပြန်လည်ရည်ဖွဲ့ရာတွင် အရက်တည်င်းခွက်ပုံးတည်င်းကများနေ၍အမေအနေနှင့်ရှမ်းမိကြောင်းစိတ်မချမ်းမသာဖြစ်မိကြောင်းတတိပေးခဲ့ဘူးသည်အမှန်တော့အမေမွေးနေ့ပွဲသည်နှစ်ချိုက်ရှင်လန်းစရာစိတ်အားတက်စရာကောင်းသောပွဲဖြစ်သည်မြမာပြီးတနန်တလျာကဆိုင်ရင်းဆရာကြီးငယ်များလာရောက်ကြသည် ကျွန်တော်တို့ငယ်စဉ်ကတည်းကတရှိုင်းမမတ်ဖတ်ခဲ့ရသောနာမည်ကျော်ဝိထုများကဗျာစာအုပ်များမွေးထုတ်ပေးခဲ့သောဆရာကြီးများနှင့်တွေ့ဆုံခွင့်ရသည်အမှုပညာကောင်းသောအစဉ်လာကောင်းသောဆရာဆရာမများဤဘဝဖြတ်သန်းမှုအမှုပညာဖန်တီးမှုများကိုမေးမြန်းခွင့်စီးပူးခွင့်ရသည် ထို့အပြင်ခြားထဲတွင် အမြင်သဘောကွဲလဲသူများအယူအဆအပြင်းထန်သူများအပြန်အလှန်ထိုးနှက်တိုက်ခတ်သူများလည်းအမိပွဲတွင် ပြန်လဲပေါင်းစည်းခွင့်ယင်းနီးချစ်ခွင့်ချစ်ခင်ခွင့်ရပြီးတဝိုင်းတဲထိုင်ကတလီတဲစီတခီးတဲသွားနိုင်ခဲ့ကြသည်အမှန်လဲတောင်တမန်အင်းက မျက်လေတစည်းပေါ်တွင်ရံဖြစ်ဖူးတူများပျော်ပျော်ရွှင်ရွှင်နှင့်လက်ခုပ်လဝါဒီကအတူစည်းကြသည်ကိုအင်းမြစပွဲမြင်ရဘူးသည်လွတ်လပ်စွာသဘောထားကွဲလဲခွင့်ကိုအပြန်အလှန်လေးစားသူများသူအတ္တကိုအတ္တကိုလျှော့ကအမှန်တရားထွန်းကားရေးနှင့်လူမှုအကျိုးပြုရေးကိုလူမှုအကျိုးပြုရေးကိုသာရှေးရှုသူများအဖြစ်ချီးကျူးမိသည် အော်ငါတို့အမေသည်စာပေမိခင်ပေါင်းစည်းရေးမိခင်ငိန်ချမ်းရေးမိခင်ဟူသောပြရုပ်ပါတကားဟုလေးစားတန်တာမိသည်အမေဤသမိုင်းဖြတ်တမ်းမှုနှင့်စာပေကျေးဇူးများကကြီးမားလာသည်မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်နေချက်ဆန့်ကျင်ရေးကိုလိုနီကျွန်းပညာရေးစနစ်ဆန့်ကျင်ရေးအဖြစ်ပထမဆုံးအကြိမ်ចောင်းသားတပိတ်ကို1920ပြည့်နှစ်တွင်စတင်ခဲ့သည် 1936ခုနှစ်ဒုတိယအကြိမ်တက္ကသိုလ်ကောလိပ်ကျောင်းသားတပိတ်ကို ကိုနုကိုအောင်ဆန်းတို့ခေါင်းဆောင်ခဲ့သည် ထိုတပိတ်တွင်အိန္ဒိယဆောင်သူမတ်အမာကိုလည်းတပိတ်မှခေါင်းဆောင်တဦးအဖြစ်ကိုအောင်ဆန်းတို့နှင့်တွဲဖက်လုပ်ကိုင်နေကြသည်ကို တွေ့မြင်နိုင်သည် ဤသို့ဖြင့်မတ်အမာသည်မျိုးချင်းစိတ်ထက်ရှိသောထက်မြက်သောစကားပြောကောင်းသောတပိမောက်ចောင်းသူအဖြစ်တက္ကသိုလ်တွင်ထင်ရှားလာပြီးမြန်မာတနိုင်ငံလုံးကသိရှိသွားခြင်းဖြစ်သည် အမေမာသည်အစောပိုင်းကာလများတွင်ညမြင့်စုကလောင်အမိဖြင့်ဝိထုတို့များဆောင်းပါများဘာသာပြန်များရေးသားခဲ့သည်သို့သောလူရုတော်အမအနေဖြင့်သာကြော်ကြားခဲ့သည် 1995ခုနှစ်ဆရာကြီးတခုံတရာလူလူတိုက်တို့ခဏဝင်ပြီး အမေကိုနှုတ်ဆက်စဉ်ကလည်းညမင်းစုရေးသောဝတ္ထုကောင်းများကိုပုံမူမျှော်လင့်မိကြောင်းဆရာကြီးပြောကြားခဲ့သည် ညမင်းစုပြန်လည်ရှင်တန်ထမြောက်ခြင်းမရှိလူလူတော်အမဟုသောတည်င်းစာဆရာအထုပ်ပတိရေးဆရာသဘောမျိုးကိုသာတွေ့နေရသည်စိတ်ထဲကတိတ်မကြည်နဲ့သို့သောတည်င်းစာအခန်းကလည်းသူ့အခန်းနှင့်သူရှိသည်ကိုကျွန်တော်နားလည်သည်ယခုလည်းမဂ္ဂဇင်းများတွင်သူမ၏အတွေ့အကြုံကိုအခြေခံကဝေဖန်အ깨ဖြတ်သောစာများကိုလည်းဖတ်ရှုနေရ၍ညမင်းစုကိုမတွေ့ရတော့လေလူလူတော်အမအဖြစ်တွေ့ရ၍တမျိုးကြည်နေရသည်ဟု ဆရာကြီးတကုံတရာရေးခဲ့သည် အမှန်တကယ်လဲအမေရေးသားခဲ့သည့်ပြည်သူချစ်သောအမှုပညာရှင် အမေရှိစကားစာတော်စာအုပ်များသည့်အမှုပညာအရာရောတမိုင်းတန်ဖိုးအရာပါအဖိုးမပြတ်နိုင်သော စာပေလက်ရာများပင်မဟုတ်ပါလောထို့ပြင်အမေနှင့်ခင်ပွန်းဖြစ်သူဆရာကြီးဦးလာတို့သည်ဆာနယ်စင်းတိုင်းခေတ္တမိုင်းကိုပြောနေကြသည်ဖူသောဆောင်ပုံးနှင့်အညီကြည်တက်ခဲ့ကြသူများဖြစ်သည် လူလူဦးလာနှင့်အမေတို့သည်ကိုယ်တိုင်လဲခန္ဓာဆောင်အောင်စာများမပြတ်ရေးသားလျက်စာဆောင်ရေးသားနိုင်သောတပည့်သားမီးများစွာကိုလည်းမွေထုတ်ခဲ့သည်မန္တလေးတက္ကသိုလ်ထွန်းများဖြစ်ကြသည့်မောင်တာနိုမောင်မိုးသူမောင်ပေါ့စီခွင်းစားခွင်းပိတ်မန္တကသိုလ်တင်မိုးကြည်အောင်ကိုလေးအင်းဝကုံဤမောင်စွမ်းဤ အကယ်ဒမီဝင်းဖေဂုံထူးသိန်းနိုင်တို့သည် လူမှုမှမွေးထုတ်ပြီးလိုက်သူများအားထားရသည့်မျိုးဆက်များဖြစ်ပါသည်ထိုစဉ်ကအထက်မြန်မာနိုင်ငံစာရေးဆရာအသင်းဤဗမာစာပေအရေးအသားသစ်စာရန်ကိုဆရာမောင်တာနိုးကဖတ်ကြားတင်သွင်းသည်စကားပြောသလိုစာရေးကြဖို့ အဆိုဖြစ်ရာဆရာကြီးဦးကျော်ရင်ကွင်းစာကွင်းပိမန္တလေးတက္ကသိုလ်ပအောင်မောက်ခါချုပ်ဆရာကြီးဒေါက်တာတန်းထွန်းနှင့် လူရုဦးလာတို့ကထောက်ခံအားပေးရင်သူတို့ကိုယ်တိုင်ကလည်းစာကို စကားပြောဟန်ဖြင့်ထိထိမိမိရှင်းရှင်းလင်းလင်းရေးခဲ့ကြသည်မြန်မာစာပေအရေးအသားရုံနှိပ်ပေါ်ပြတ်သွားမည်ဆို၍ဝေဖန်ကန့်ကွက်ခဲ့ကြသူပညာရှင်များအပုံအပင်ရှိသည် သူဖြစ်၍အမေလူတို့တော်အမကိုယ်တိုင်စကားပြောသလိုစာရေးဖို့ကိစ္စကို လက်တွန့်ပြီးတတော်နဲ့မရေးဖြစ်နိုင်ခဲ့ပြီ။နောက်မှ သူများရေးတာတွေသဘောကျပြီးကမ္ဘာနိုင်ငံရေးသတင်းဆောင်ပါများကိုစကားပြောဟန်နဲ့ရေးခဲ့ခြင်းဖြစ်သည်။ အမေသည်ငကိုကလေးကမန်းသုံးအရက်သုံးဒီသားသုံးစကားများကိုကျွမ်းဝင်နိုင်နေသူဖြစ်ရာ အခုလိုစကားပြောဟန်နှင့်ထက်ဆင်းလိုက်သည့်အခါအမေအရေးသားများသည်ပုံမတတ်ဝင်လှူရှာသွားတော်သည်အမေသည်မြမယဉ်ကျေးမှုမြမရေမြမစာပေထွန်းကားဤဆိုလင်ဗတ်ဆောင်ကအားပေးပြီးဖြစ်သည် ရေးဖို့များမျိုးဆက်သည့်လူငယ်များအားလိုအပ်သည့်စာပေအကူအညီများကိုအစဉ်ဖြည့်စွမ်းပေးလိရှိသည်လက်စိတ်ရှိသောတိုးတက်သောလူငယ်များကိုလည်းအားပေးချီးမြှင့်မှု အမြဲအစဉ်သင့်ရှိနေခဲ့သည်1990နှစ်စာအုပ်စာပေလူမိတ်ဆွေနှစ်ကဖြစ်မည် ခန္ဓာဝရီတည်င်းစာပါဆရာကန်ချုံဤကတ်တွန်းပုံများကို လူလူတိုက်ကစာအုပ်ထုတ်ဝေရန်စူဆောင်းနေသည်ဆိုသောတည်င်းဆရာကန်ချုံကြားသိလာပြီးဝမ်းသာအားရဖြစ်နေသည်ကိုကျွန်တော်တွေ့မြင်ဘူးသည်ခန္ဓာဝရီကတ်တွန်းခေတ်တွင်ဆရာကန်ချွန်ဤကတ်တွန်းများသည်ဆူဆူရှာရှာရှိလာသည် ယခုလိုစာအုပ်ကောင်းများထုတ်ဝေသော အစဉ်အလာရှိသော လူတို့တိုက်ကသူကတွန်းများကိုစောင့်ကြည့်အကဲဖြတ်နေသည်ဆူဆောင်းနေသည်ဟုသိရသောအခါဆရာကံချွန်သည်အတိအမှတ်ပြုခံရသော သူအမှုပညာကို သူယုံကြည်လာသည်ပြီးတော့သူလေးစားခဲ့ဆံပြုခဲ့သော အမေတို့ဤစာပေအပေါ်ထားရှိသည့်စေတနာနှင့်မေတ္တာတရားတို့ကိုပုံမူယုံကြည်ခဲ့သည် နိုင်ငံတော်ရှိဒုတိယမျိုးဆက် တတိယမျိုးဆက်တို့ကလည်းထိုနီးတူအမေတို့ဤစာပေစံပကနှင့်ငြိမ်းချမ်းသောမေတ္တာတရားကိုယုံကြည်အားထားခဲ့ခြင်းဖြစ်သည်ခုတလောမဂ္ဂဇင်းဂျာနယ်များတွင်မြမစာပေလောက၌ထင်ရှားကြော်ကြားသောဆရာဆရာမကြီးများဤပုံများကိုမျက်နှာဖုံးတင်လာကြတာတွေ့ရသည် 三亚,亚,亚,亚的天气如何？迈，三亚早起，三亚温度，三亚的风大呀，三亚到达登冲，三亚植物，三亚泡沫植物，三亚的气候呢？ ဆရာမြတန်းတင်ဆရာသိန်းဖေမြင့်ဂျာနယ်ကျော်ဦးချင်းမဂျာနယ်ကျော်မမလီဆရာမခင်နေယူလူရုဦးလာလူရုဒေါ်အမစားတီတို့ဤတန်ပုံနှင့်တမိုင်းဖြတ်တမ်းမှုပုံရိပ်များမှာကျွန်တော်တို့လေးစားကြည့်ညို့ရသောဥညို့ခုံပြုရသောကျွန်တော်တို့ဤပုံနှိပ်ကြေးရုပ်များပင်ဖြစ်သည်ဤသို့ဖြင့်အမေဤမွေးနေ့ကိုကျွန်တော်တို့ရောက်ချင်ခဲ့သည်တနည်းစီကတော့အမေမွေးနေ့ အမေမွေးနေ့ပွဲသို့လာရင်ဆရာကြီးဒေါက်တာတန်းထွန်းဆုံးပါသည့်တင်ကြားရသည်ပထမရက်ကအမေမွေးနေ့ဒုတိယရက်ကဆရာကြီးရဲ့ဇာပနာနေ့မန္တလေးကိုချစ်တဲ့ဆရာကြီးမန္တလေးတွင်ကောင်းချသွားသည်အခမ်းတော့ကျွန်တော်ရန်ကုန်အင်းစိန်ဒေသနဲ့မော်လမြိုင်မြို့တို့တကူတော်ခရီးရှိကနေမန္တလေးပြန်ရောက်တော့အမေကိုဝင်ကြတော့သည် အမေကမရှိပြင်ဦးဝင်ရောက်နေသည်တဲ့ ဒီကြားထဲလဲကျွန်တော်ကပြန်မရောက်နိုင်ခဲ့2008 AB 9ရက်ညတွင်တည်င်းစိုးတစ်ခုကြားရသည်ကျွန်တော်တို့အမေကို ဆုံးရှုံးလိုက်ရပြီဝေးခဲ့ပြီးမှအထက်ဝေးခွဲကြတာမို့ဝေးလို့ဝေးမန်းကိုမသိရတော့တဲ့အဝေးတွေရဲ့ဆရာပြည်သွင်းနိုင်ကနေတဆင့်ကိုညိုစီ အမေ address စာတက်ချောင်းပို့ပြခဲ့သည်ကျွန်တော်လိုအမေကိုကတော့ခွင့်မရလိုက်တဲ့သူတွေအများကြီးငြိမ့်တဲ့ ဟုတ်ကဲ့ပါရှင်။ဆရာငိမ့်တရေးသားထားတဲ့ပုံနှိပ်ကြေးရုပ်များဆိုတဲ့အစီအလီကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါပြီ။နိုဝင်ဘာလ29ရက်နေ့မှာကြာရောက်မဲ့ခြာပေမိခင်ကြီးအမေလူရုတော်အမာရဲ့မွေးနေ့ကိုကွန်ပျူတာအားဖြင့်အညိုကဒီအစီအလီကိုပြန်လည်မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်။နားဆင်အားပေးခဲ့ကြသူ အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ အားလုံးဘေးကင်းကြပါပြီးစိတ်ပင်ပန်းမှုများကင်ဝေးသောနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေရှင်